အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်က Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကရဲ့လူဝင်မှုကြီးကြပ်ရေးတရားသူကြီးက ICE အဖွဲ့ကဖမ်းဆီးထားတဲ့ပါလက်စတိုင်းကျောင်းသား Green Card ကင်ဆောင်ထားသူကိုပြည်နေတန်းပေးလိုက်ပါပြီဆိုတဲ့သတင်းမှဖြစ်ပါတယ်သတင်းအဖြစ်ဆုံးကတော့ BBC သတင်းဌာနက April 17 2025 တောက်ကြနေမှာတင်ဆက်သွားတာကတော့အမေရိကန်လူဝင်မှုကြီးကြပ်ရေးတရားသူကြီးကသမ္မတထရန့်ရဲ့အစိုးရအဖွဲ့ကိုမင်းတို့ဖမ်းဆီးထားတဲ့ကိုလံဘီယာတက္ကသိုလ်တောင်သားပါလက်စတိုင်းအစွန်ထက်တွေနဲ့ဆက်သွယ်တဲ့မာမုတ်ခါလစ်ကိုပြည်တံပေးခွင့်ပြုလိုက်ဖို့ငါအမိန့်ချလိုက်ပြီလို့ဆက်သွယ်ပြောဆိုလိုက်ပါတယ်။တရားရုံးကထုတ်ပြန်တဲ့စာမှာတော့ Mr. Khalil ဟာဂျာဇဝဲမှုကျူးလွန်ထားတာတော့မရှိဘူး။အမေရိကကိုချိန်ချောက်နေတဲ့ပါလက်စတိုင်းအစွန်ထက် Hamas တပုံတွေကိုထောက်ခံပြီးဆက်သွယ်မှုတွေပြုလုပ်ခဲ့တာတွေကြောင့်အခုလိုစီရင်ချက်ချမှတ်လိုက်ကြောင်းရေးသားထားပါတယ်။အေးဆက်နေတဲ့စစ်တပေါ်တရားရဲ့ဥပဒေကိုကိုးကားပြီးပြည်တွင်းအစွန်းထွက်တွေအမေရိကနယ်မြေထဲမှာရှိနေခြင်းဟာနိုင်ငံတော်တိုးတက်ရေးနဲ့လုံခြုံရေးကိုထိခိုက်အန္တရာယ်ရှိစေပြီးမျိုးပွေးကပိုက်ပိုက်ထားသလိုမျိုးဖြစ်နေတာမို့အမေရိကရဲ့နိုင်ငံခြားဆက်ဆံမှု policy အရပြည်내တံပေးလိုက်ပါတယ်။တရားသူကြီးကတော့သူ့ကို April 23ရက် နောက်ဆုံးထားပြီးအမေရိကနေမြေကနေနှင်ထုတ်ရန်အမိန့်ချမှတ်လိုက်ပါပြီ။မာမုတ်ခါလစ်ဟာဆိုရင်တော့နယူးယောက်က ICE အဖွဲ့ကပြီးခဲ့တဲ့မတ်လ၈ရက်နေ့မှာဖမ်းဆီးမိလိုက်ပြီးအဲ့ဒီအချိန်တုန်းကလူမျိုးမှုကြီးကြပ်ရေးကပြောဆိုချက်ကတော့ဂါဇာစစ်ပွဲမှာပါလက်စတိုင်းကနေထောက်ခံတာတွေပြုလုပ်တာကြောင့်ဖမ်းဆီးရတာလို့ပြောခဲ့ပါဗျ။ဖမ်းဆီးပြီးနောက်နောက်ကျောင်းတွေ ူမှုကွန်ရက်တွေကိုစစ်ဆေးပြီးတဲ့အခါမှာတော့သူဟာဟာမတ်စ်အကြမ်းဖက်တွေကိုထောက်ခံဖို့အမေရိကပြည်တွင်းကနေစီယုံလှုံ့ဆော်လူစုနေတဲ့ခေါင်းဆောင်တဦးဖြစ်ကြောင်းထပ်မံသိရှိခဲ့ရပါတယ်။အသက်30ရွယ်ရှိ မာမုတ်ခါလီခာအယ်ဂျီးရီးယားနိုင်ငံသားဖြစ်ပြီး1995ခုနှစ်မှာစီးရီးယားနိုင်ငံကဒုက္ခသည်စခန်းမှာမွေးဖွားခဲ့ပြီးစီးရီးယားရဲ့ပြည်တွင်းစစ်ကြောင်းလေဗနန်နိုင်ငံကိုမိသားစုနဲ့အတူ 2012ခုနှစ်မှာထွက်ပြေးခဲ့ပါတယ်2022မှာအမေရိကမှာကျောင်းတက်ဖို့ကျောင်းလာတက်ဖို့ student visa ရပြီးရောက်လာခဲ့က online ကနေချစ်သူဖြစ်ခဲ့တဲ့ No Abdullah ကိုလက်ထပ်ခဲ့ပြီးအမေရိကမှာအမြဲနေထိုင်ခွင့် green card ကိုရယူခဲ့ပါတယ်သမရထရမ့်ရဲ့အစိုးရအဖွဲ့ဟာ1952ခုနှစ်ကထုတ်ပြန်ထားတဲ့အမေရိကရဲ့နိုင်ငံသားများအပေါ် အနေရပေးလာရင်ပြုမှုရမယ့်ဥပဒေကိုအသုံးပြုကာအမေရိကရဲ့ပြည်တွင်းလုံခြုံရေးကိုထိခိုက်စေတဲ့အပြုအမူတွေပြုလုပ်ခဲ့သူမာမုတ်ခါလီကိုပြည်တယ်နံပေးခဲ့ပြီးသူ့ရဲ့ green card ကိုရုပ်သိမ်းလိုက်ပါတယ်။တရားသူကြီးကလည်းတရားရုံးမှစုံစမ်းဖော်ထုတ်ချက်များအရခါလီရဲ့အပြုအမူများဟာအမေရိကရဲ့ပြည်တွင်းလုံခြုံရေးကိုချိန်ချောက်လာတဲ့အထိဖြစ်လာတာမို့ Trump ရဲ့ဆိုရရဲ့ပြုမှုချက်ဟာမှန်ကန်ပြီးဒီလူကိုပြည်တယ်နံပေးရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ ခါလစ်ကတရားရုံးမှာပြောသွားတာကတော့ဒီတရားရုံးမှာအခြေခံတရားမျှတဖို့ထက်ဘာမှအရေးမကြီးဘူးလို့တရားသူကြီးကပြောသွားခဲ့ဘူးတော့ကိုကိုးကားကျင်ပါတယ်။အခုတော့တင်ပြောတဲ့တရားမျှတမှုကို ကျွန်တော်ဒီရုံးမှာမတွေ့ရဘူး။အဲဒါကြောင့် Trump ရဲ့အဆိုအရအဖွဲ့ဟာကျွန်တော်မိသားစုနဲ့မိုင်းတထောင်ကျော်ဝေးတဲ့လူဗီဂျီယားနာတရားရုံးကိုကျွန်တော်ကိုပို့လိုက်တာမဟုတ်လားလို့မေးခွန်းထုတ်ခဲ့ပါတယ်။ တရားရုံးအနေနဲ့အမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီယိုရဲ့ပေးပို့တဲ့မှတ်ချက်များအရခါလီဟာတာမန်ရာဇဝတ်မှုကျူးလွန်ထားတာမရှိကြောင်းပါလက်စတိုင်းအစွန်းထက်တွေကိုခေါင်းဆောင်နေပြီးအမေရိကမှာကြောင်းတက်နေတဲ့ဂျူးလူမျိုးတွေအမေရိကမှာနေထိုင်တဲ့ဂျူးလူမျိုးတွေအေဂျင့်စွာနေထိုင် နေတာတွေကိုနှောက်ယှက်ပြီးပြည်တွင်းမှာမငြိမ်မသက်ဖြစ်အောင်လှုံ့ဆော်နေတာတွေကို တွေ့ရှိရကြောင်းရေးသားဒါတွေရပြီးတာနဲ့48နာရီအတွင်းမှာပဲတရားသူကြီးကသူ့ကိုပြည်နေတဲ့ ချမှတ်လိုက်ပါတယ်။အမေရိကရဲ့ပြည်တွင်းလုံခြုံရေး DHS အဖွဲ့ကတရားသူကြီးလူရက်ကိုချီးမွမ်းပြောဆိုလိုက်ပါတယ်။ DHS ကပြောတာကတော့အမေရိကမှာဆာလာတင်ဖို့တွေငြိမ်းချမ်းစွာ အမေရိကမှာနေထိုင်ခွင့် Green Card တွေကိုတောင်းတဲ့သူတွေအပေါ်ပြည်ရချင်းဟာအမေရိကရဲ့ဂုဏ်ယူစရာတည်တင်းတစ်ခုဖြစ်တယ်လို့အဲ့ဒါတွေရပြီးအကြမ်းဖက်မှုတွေပြုလုပ်လာရင် American ပြည်သူတွေကိုတပ်ဖြတ်တာတွေ ဂျူးလူမျိုးတွေကိုအနိုင်ကျင့်စော်ကားလာတာတွေပြုလုပ်လာရင်တော့အမေရိကကပေးထားတဲ့အခွင့်အရေးတွေကို အကုန်ပြန်လည်ရုပ်သိမ်းရမှာပဲလို့ BBC သတင်းကိုပြောပါတယ်။ခလီရဲ့ရှေ့နေ Mark Van Der Hout နဲ့သူ့ကိုထောက်ခံတဲ့အဖွဲ့ကတော့ခလီဟာအမေရိကန်ရဲ့နိုင်ငံတွင်ဖြစ်ပျက်နေတာတွေကိုထုတ်ဖော်ပြောဆိုခွင့်အခွင့်အရေးရှိကြောင်းအဲ့ဒီအတွက်ဆက်လက်ပြောဆိုတိုက်ခိုက်သွားရမယ်လို့ပြောပါတယ်။ခလီက အမေရိကကိုစန့်ကျင်တာမဟုတ်ကြောင်းအဲ့ဒီအတွက်သူဟာကြောက်ရွံ့မှုမရှိဘဲတည်ငြိမ်နေကြောင်းနယူးဂျာစီကတရားရုံးမှာဆက်လက်အယူခံဝင်ရန်ပြုလုပ်သွားမှာဖြစ်ကြောင်းသူ့ရဲ့အဖွဲ့ကပြောဆိုသွားပါတယ်။ခါလစ်ဟာ green card ရှောက်ထားတော့ကရှောက်လာမှာထည့်သွင်းထားတဲ့အချက်လက်တချို့ဟာဆိုရင်လည်းလိန်လေထားတာတွေတွေ့ရှိရကြောင်း Trump အစိုးရအဖွဲ့ကနောက်ထပ်တရားစွပ်စွဲထားတဲ့အမှုတွေလည်းရှိနေပါတယ်။ အဲ့ဒီအချက်တွေကတော့သူဟာအမေရိကကိုမလာခင်လက်ပနွန်မာတော့ကအင်္ဂလန်တန်ယုံမှာအလုပ်လုပ်ခဲ့တာတွေပါလက်စတိုင်းဒုက္ခသည်စခန်းမှာ UN ဂျုံမှာဝင်ရောက်လုပ်ခိုင်းခဲ့ဘူးတာတွေကိုချန်လှပ်ထားခဲ့ပါတယ်။အင်ဖီရိုလက်ထုပ်သတင်းထုတ်ပြန်ရေးဝန်ကြီးထေလာရော်ဂျာစ်ကတော့ Trump အစိုးရဟာအမေရိကရဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေကိုလိုက်လာရန်ကတိပြုထားပြီးအမေရိကန်နိုင်ငံအတွက်ဆိုးရွားသောနိုင်ငံသားရေးဆိုင်ရာအကျိုးဆက် ူဝါဒများကိုဖြစ်ပေါ်စေနိုင်သောနိုင်ငံသားသားများကိုအမေရိကရဲ့မြေပေါ်ကနေအမြန်ဆုံးမောင်းထုတ်ဖိရှားပြင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းများကိုပြောပါရစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီကနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့မှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye